တော်တာရှင်များမင်္ဂလာပါရှင်။ကျမက KK Read for You Channel မှာစာဖတ်သူခိုင်းဖြစ်ပါတယ်။ဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝတ္ထုလေးကစာရေးဆရာ မောင်တုံညအကြောင်းဆရာရဲ့ရှေးထုံးဆိုတဲ့ဝတ္ထုလေးပဲဖြစ်ပါတယ်။ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်။ ကိုအောင်မောင်တရားမနက်ခင်အချိန်တိုင်းစကိုင်းညို့ဇီနာမန်အောင်လောကချမ်းသာကြေးဖျားကြီးတွင်တမီးအတွက်ဘေးဒင်ဆရာကရရလာချိန်ခိုင်းသဖြင့်ရွာမတက်လာခဲ့ရ၏ဖျားရောက်သောအခါတမီးကဇာတာပရေနေဖွာဖြစ်တဲ့အတွက်ဇာတာပရေဂျိုတိုင်းကိုသာအရင်ရှာ၏ဂျိုတိုင်းတွေ့သောအခါဘေးဒင်ဆရာကြီးညွှန်ကြားချက်အတိုင်းအမှားရွေးမရှိအောင်စတင်ပြုလုပ်ရတော့၏ တမီးအသက်အတိုင်းဂျိုတိုင်းကကြွက်မင်းနဲ့ဖျားကိုတက်စစ်ရေလောင်းရင်နှုတ်မှလဲတမီးလေးအလုတ်ကိုင်းတွေအစင်ပြေပါစေအကြံအစီတွေအောင်မြင်ပါစေအတိုက်အခိုက်အနောက်အရှက်ရံမှလဲကင်းဝေးပါစေဒီအလုတ်ကိုင်းကလည်းမြဲပါစေစသဖြင့်ဆူတောင်းပြီးလွယ်အိတ်ထဲမှရရရာချေဖို့အတွက် ပြောင်းမှုကိုဘူးကိုထုတ်ခါဂျိုတိုင်းကဖျားနိုင်ကတ်လူလိုက်၏ ဖျောင်းတိုင်းကိုတိုင်းနဲ့အမွေးတိုင်းကိုတိုင်းတို့ကိုလည်းထွန်းညိပူဇော်လိုက်၏တွင်မင်းကိုရှ िख ိုးပြီးတမီးလေးအတွက်ထက်မှန်ဆူတောင်းပြန်၏ထို့နောက်ဘေးရင်ဆရာဤနောက်ဆုံးညွှန်ကြားချက်ဖြစ်တဲ့ဂုံတော်ကိုပါကို ပူဇော်ရန် လွဲအိတ်ထဲမှပတိကိုယူပြီးစိတ်လေ၏ပတိစိတ်ပြီးသည့်နှင့် ဖြစ်ချင်တဲ့ဆန္ဒတွေကိုဆူတောင်းနေမိတော့၏ ဆူတောင်းပြီးသည့်နှင့်ကိုအောင်မောင်တယောက်အရရသည့်ဇောင်းတန်း၌တွားထိုင်နေလေတော့၏အိတ်ကထဲမှဆေပေါ်လေးကိုမင်းညီရင်နှင့်ကိုအောင်မောင်တယောက်မိမိတို့ဘဝအခြေအနေကိုပြန်စဉ်းစားနေမိ၏อืมငါတို့ဘဝကလဲလောက်ကြရတာလည်းမလွယ်မြေစီစေးတွေဈေးတက်လိုက်ထွန်ရခတွေဈေးတက်လိုက်နဲ့ ဒီကြားတဲ့မိုးကမမှန်တော့အဆင်ပြေတယ်ရဲ့ကိုမရှိဘူးပြီးခဲ့တဲ့ကြာသူလတုန်းကလည်းတမီးကနိုင်ငံခြားသွားမယ်ဆိုတော့လဲပေါင်ထားလိုက်ရတယ်ဒီကြားတဲ့အိမ်ကလေးစင်နှမောင်းတိုက်လို့ပြောဟင်းအတိတ်ကကံတွေမကောင်းခဲ့တော့လဲဘဝတွေကဒီလိုမျိုးပေါ့ စေဘောလေးကောက်ဖွာရင် ကိုအောင်မောင်တယောက်မရေရာသော အနာဂတ်အတွက်စိတ်ပြက်အာရုံမိကအတိတ်ကံကိုသာရိုးမယ်ဖွဲ့လို့အပြစ်တင်နေမိတော့၏။ညနေကျရင်ဖယားမှာဘဲဥထုပွဲကြည့်ရမည်။ဘဲဥထုပွဲရောက်တော့မယ်ဆိုရင်ဖယားနားမှာရှိတဲ့လူတွေကဘဲဥတိုင်းတွေကနေဘဲဥတွေကိုဝယ်ပြီးပြုတ်ရောင်းကြ၏။ပြုတ်ပြီးသားဘဲဥတွေကို တောင်လေးဒါမှမဟုတ်သကောလေးပေါ်တင်ကဖျောင်းနိုင်ပြီလေထွန်းပြီးကျေးဖျားကြီးဘေးကဖျားရင်ပြင်းမှာဘဲဥထုမဲ့သူတွေကို ရောင်းချကြ၏ကိုအောင်မောင်ဤမိမကတော့ဘဲဥထုဘဲကဘဲဥတွေဝယ်စားရင်ကန့်ထူးတယ်လို့ပြောသဖြင့်အိမ်တော်ကြမှာထိုကိစ္စကိုတိခဲ့ရပြန်၏ထို့ကြောင့်လဲညနေကျရင်ဘဲဥဝယ်ပြီးအိမ်ပြန်ပြီဖြစ်သည်အညာလေသည် ပူသည်နေပူသည်ဖြင့်လေပူတာကိုရိုးမဲ့ဖွဲ့လို့ပင်မရညနေရောက်ဖို့ကလိုသေး၏တယောက်တည်းရှိလင်ကစားလွယ်အိတ်ထဲမှပတိကိုထုတ်၍စိတ်လီတော့၏စိတ်ရင်းနဲ့လူကငိုက်ချင်သလိုဖြစ်ခါအိတ်လိုက်တော့၏အဖေနေကင်းဘက်ဘာလို့ဖျောင်းနိုင်မီထွန်းလာလဲမမြင်ရလို့လား ကလေးတယောက်ဤပြောစကားကကြဲသဖြင့်ကိုအောင်မောင်တယောက်ငိုက်နေရင်းကနိုးသွား၏သူ့အဖေကတားရဲ့အဲ့ဒါဖះကိုမီးပူစော်တာပေါ့နေပြင်ပတ်ကြီးမြင်ရတယ်လေ ဟုတ်တယ်မဟုတ်လားဖေအဖေဖြစ်သူကပြန်မဖြစ်အိတ်ထဲမှာယာကုန်းကိုသာယာနေလေ၏ ထိုကလေးမှာအနှဲငယ်ငြိမ်သွားသည်ကိုအောင်မောင်တယောက်ထိုသားဖနှစ်ဦးပြောသည့်စကားကြောင့်မိမိထွန်းခဲ့သည့်ကြာသာပရိဂျိုကုံကဖျောင်းနိုင်ကိုစိတ်ထဲမလုံမလဲဖြစ်သွားပြီးလှမ်းကြည့်မိ၏อืมဒီကလေးကမေးလဲမေးတတ်တယ်ဟုစိတ်ထဲတွေးနေမိ၏အမေဖျားပေါ်လူတွေလာပြီးဘာလို့ဒရိုက်ဆန်တွေကိုကြော့နေရတာလဲ အသက်ရှာသက်ဖြစ်နေသောထိုကလေး၏ပြောစကားကြောင့်ကိုအောင်မောင်တယောက်မျက်လုံးပြူးသွား၏ကလေး၏အမေဖြစ်သူမှာတားရဲ့အဲ့ဒီလိုမပြောရဘူးအဲ့ဒါကသူတို့ရဲ့နေနံလေတားလဲတနည်းခွနေဆိုတော့ခုနလေးကပဲမင်းဖေနဲ့သွားကြတော့သေးတယ်မလားဟုတ်ပြီတားသိပြီမင်းအဲ့ဒါခက်မလားအဲ့ဒါဂလုံးမင်းလို့ခေါ်တယ်တားရဲ့တားငယ်ရဲ့ကြည့်လိုက်မယ် ငရဲကြီးရဲ့ဆိုတာမသိဘူးလားအမေပြောပြထားတယ်လေထုတ်ကလေး၏အမေကငရဲနှင့်၆လလိုက်မှငြိမ်သွား၏ကလေးအမေကပတ်ဝန်းကျင်သို့လှည့်ကြည့်လိုက်သည်ပတ်ဝန်းကျင်တွင်ကိုအောင်မောင်တယောက်သာရှိသည်ကိုအောင်မောင်လည်းထုတ်ကလေးအမေကိုအားနာ၍မမြင်ချင်အောင်ဆောင်းလိုက်ပြီးလက်ထဲမှပဒီးကိုစိတ်နေဟန်ဆောင်းလိုက်၏ကိုအောင်မောင်တယောက်သည် စိတ်ထဲမှအင်းဒီကလေးတော်ငရဲတော်ကြီးတော်မယ် ငါမြေးတာဆိုလို့ကတော့ရိုက်ပြီးဆုံးမရမှာပဲကိုအောင်မောင်တရားကလေးကိုမတိမတာအ깨ခတ်ရင်ပရိစိတ်နေမိ၏ထို့ကလေးမှာငြိမ်ကြသွားပြန်၏ကိုအောင်မောင်တို့ထိုင်နေသည့်ဇောင်းနှန်းနှင့်မနီမဝေးတွင်လူတအူးတရားလာထိုင်နေတာကိုတွေ့ရပြန်၏အမေဟိုမှာဦးလေးကြီးတယောက်ငြိမ်ငြိမ်ထိုင်နေတာအဲ့ဒါဘာလို့တာလဲအမေဖြစ်သူကအဲ့ဒါတရားထိုင်နေလို့ခေါ်တယ်တားရဲ့ ြုံးရွှင်ကပြောလိုက်၏ခဏကြာတွင်ထိုကလေးကတယောက်တည်းအဲ့လိုနေတာတကူကောင်းမဆန်ဘူးလားအမလေးတော်မိုးချိုပြစ်တော်မှာပဲကိုတင်ကြီးရှင်သားကိုရှင်းပြလိုက်ပါတော့မေရိုပဲတယောက်တည်းနေတာတကူကောင်းဆန်တယ်လို့ပြောကြတယ်လေဖေးရှင်းပြပေးအောင် ိုအောင်မဆိတ်ထဲတွေးနေမိသည် ထုတ်ကလေးသေးလို့ငရဲကြတာကနောက်မှမြေမျိုးရင်မျိုးမမျိုးရင်မိုးချိုးပြတော့မှာပဲလို့တွေးနေမိ၏ကလေး၏မိဘတွေကဒီလိုဆက်စုပြီးလိုက်မင်းနေတာမရိုက်ဘူးလားငါတို့နဲ့ဆိုကွာပါဟုတွေးရင်စိတ်ထဲမှာဒေါသဖြစ်နေမိ၏မေးတဲ့ပြန်ဖြေနေတာကိုကြည်ရင်ဖြင့်ဒီအသက်အရွယ်နဲ့ဒီလိုမေးတာဟာအပမိသလိုဖြစ်နေတာလားဟုစဉ်းစားမိပြန်၏ တားရဲ့တရားထိုင်နေဆိုတာစိတ်ရဲ့ငြိမ်းချမ်းမှုကွယ်တရားထိုင်ပြီးရင်ရင်ထဲမှာအေးချမ်းပြီးရုပ်ကလေးကြည်လင်လာမယ်လောဘဒေါသမောဟခဏတာရောတာပေါ့ကွယ်တရားထိုင်ပြီးတည်တဲ့အတိကပိုကောင်းတာပေါ့ကွယ်သူတပါးတွေကိုလည်းလောဘဒေါသမောဟငြိမ်းအောင်ပြောဆိုဆုံးမထိုက်တာပေါ့ကွယ်အဲတကူကောင်းတော့မဆန်ရဘူးပေါ့ကွယ်တားနားမလဲဘူးဖေး ကဲဒါကြည့်လိုက်ရင်သိလိမ့်မယ်ဟုတ်ပြီလားထုတ်ကလေးမှာကိုအောင်မောင်းဘက်လှည့်ကြည့်မိ၏ကိုအောင်မောင်းလဲကြပြားကြရဟိုဘက်လှည့်ကလက်ကပဒီးကိုအလေးအကျင့်လှူထားမိသည့်အတွက်စိတ်မန်းမသိစိတ်နေတော့၏ထိုအခါကလေးကအဖေဟိုလူကြီးကစိတ်ပဒီးစိတ်နေရင်မျက်လုံးကဟိုကြည့်သည်ကြည့်နေအဲ့ဒါဘာလို့တာလဲ ဟောဒီကလေးဦးကြီးရဲ့ကျမတောင်းမယ်နဲ့ရှင်ဒီကလေးပြောမိတာဘွေးမယူပါနဲ့ရှင်တောင်းမယ်ပါတယ်ခင်ဗျာကျွန်တော်သားလေးကအခုမှကျမ်းမာရေးပြန်ကောင်းလာတာပါလေဖြက်ပြီးအိပ်ရတဲ့လဲနေတာ၁၀နှစ်လောက်ရှိနေလို့ပါပြီးခဲ့တဲ့လကမှပြန်ကောင်းလာတာပါဒီနေ့ဘဲဥလာထုဖို့တားမိတွေဖျားဖို့ထွက်လာကြတာဦးကြီးရဲ့ဩရပါလေဦးကြီးဘာမှမဖြစ်ပါဘူး နားထောင်ရသလောက်ဒီလိုကလေးမျိုးဦးကြီးအနေနဲ့တခါမှမတွေ့ဘူးပါဦးမောင်ရဲ့ဖေးဘဲဥထူဝဲဆိုတာကဘာလို့တာလဲကလေးကသူသိကျင်လာကိုမစောက်နိုင်ပဲဆက်၍မေးပြန်သည်အော်ဒီလိုလေထို့သောအစချီရင်ဖခင်ဖြစ်သူကရှင်းပြပေးနေတော်၏ကိုအောင်မောင်မမူကလေးမေးမိနောက်ထပ်မေးခွန်းများကိုနားမထောင်ဝန်းတော့ပဲထထွက်လာမိတော်၏ ကလေး၏အဖေနှင့်အမေနေရာမှာမိမိတို့လေမယားဆိုရင် ပြန်ပြောတတ်မှာမဟုတ်ဘူးဒီလိုလူကြားသူကြားဆို မေးတာမဖြစ်တတ်လို့ရိုက်ပြမှာသေးချာတယ်အိမ်ကြရင်တော့မိမကိုဒီအကြောင်းတွေပြောပြရအောင်မယ်ကိုအောင်မောင်လဲဖျားပွဲကဘဲဥဝယ်စားရင်ဘဝမှာကန်ထူးတယ်လို့အိမ်ကမိမမှားလိုက်တဲ့အတွက်ကန်ထူးစေမဲ့ဘဲဥကိုဝယ်ရန်ပွဲစည်းတန်းဘက်သို့ထွက်လာခဲ့တော့၏ ။စာရေးဆရာရဲ့ဝိထုလေးကဒီမှာပြည့်စုံပါပြီရှင်။စာရေးဆရာကရှင်ရိုးဆွဲလူအချို့ရဲ့အတွေးနဲ့အမှုအကျင့်လေးတွေကိုပါပါလေးထောက်ပြပေးသွားခြင်းနဲ့ပုံပါပဲ။စာဖတ်သူကတော့ဘဲဥထုဝဲကိုပဲစိတ်ဝင်စားနေပြီးတော့တယ်။ဘဲဥထုဝဲဆိုတာဘာလဲပေါ့။ဘဲဥထုဝဲကိုလေ့လာခြင်းနဲ့ဆိုရင်တော့နှစ်စဉ်တပို့ရဲလာပြည့်ရက်မှာကျင်းပတဲ့သခိုင်းမျိုးစည်းနာမန်အောင်လောကချမ်းသာကြေးဖျားကြီးရဲ့ဗုဒ္ဓပူဇနီးယပွဲတော်မှာတွေ့ကြုံရယူနိုင်ပါတယ်ရှင် တော်တာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြစေဖို့ဆုတောင်းရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါရစေရှင်။နောက်ထပ်ဘဝတရားပေါ်ဇလန်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notification bell လေးကိုနှိပ်ခဲ့ကြပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။